မေလာနောက်ဆုံးပတ်မှာမို့ဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက်ဂရီနီပြည်ဖရူဆိုအနောက်ခြမ်းကဒီလီဂျူအုပ်စုအတွင်ကိုဖျက်ဆီးသွားလာတဲ့လန်တရာတချို့ပျက်စီးမှုတွေရှိနေပါတယ်။မြေပြိုမှုကြောင့်တရာတချို့တိမ်ဆောင်းသွားပြီးကျွရအုပ်ချုပ်ရေးအဖွဲ့တွေကလည်းပြည်ပြင်းဆောင်ရွက်ဖို့ပြင်ဆင်ခဲ့ရတယ်လို့မြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။နေစနေတိုင်းမိုးရသီကာလအတွင်းလမ်းပန်းဆက်တွယ်ရေးခက်ခဲတာအပြင် မြေပြိုတဲ့အတရေကိုအဲ့ဒီဒေတာခဲတွေကရေးဆိုင်နေရတာကြောင့် IECC ကိုလမ်းတံတားနဲ့မြေထိန်းနှံ့ရန်ဆောက်လုပ်ဖို့လိုအပ်တဲ့အကူအညီတွေကိုတင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်။ပထမစိန်ခေါ်ချက်ဟာစာဝန်နေရေးဖြစ်ပြီးလမ်းပန်းဆက်တွယ်ရေးအခက်အခဲကအဲ့ဒီဒေတာအတွက်ဒုတိယစိန်ခေါ်ချက်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဒေတာတွင်ကလူထုတွေဟာလမ်းတံတားမြေပြိုမှုဖြစ်ပွားလို့ရှိရင် ကိုထုကိုထလမ်းပြုတ်ပြင်တာလမ်းရှင်းလင်းတာကိုလည်း လူထုအားနဲ့ဆောင်ရွက်ကြရတာဖြစ်ပါတယ်။မြို့နယ်အုပ်ချုပ်ရေးကောင်စီဖွဲ့ရဲ့စည်ရင်အရဒေလဂျိုကျေးရွာအုပ်စုအတွင်းမှာကျေးရွာ900ရှိပြီးစစ်ပေးရှောင်လူထုအပါအဝင်လူဦးရေတထောင်နဲ့အထက်ရှိတယ်လို့သိရပါတယ်ရှင်။